မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကပြုတ်လုရန်ရှိနေတဲ့ရွေးကောက်ပွဲမတိုင်မီမှာ၎င်းတို့ဆုံးရှုံးထားတဲ့မျိုးများကိုပြန်လည်သိမ်းပိုင်နိုင်ရေးနိုင်ငံရေးစိုးမိုးရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုများအတွက်နေပြည်တော်စစ်ရုံးမှာမင်းအွန်လိုင်းကစစ်ရေးဆိုင်ရာအစည်းအဝေးများကိုဇက်တိုက်ခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားနိုင်ငံမှာတရုတ်သမ္မတနဲ့တွေ့ဆုံခဲ့တဲ့မင်းအောင်လှိုင်ကမေလ12ရက်နေ့ကစတင်ပြီးတော့စစ်စင်ရေးကိစ္စများကို၎င်းရဲ့လက်အောက်ခံဗိုလ်ချုပ်များကာဆာထမူးများနဲ့အစည်းအဝေးများခေါ်ယူခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မေလ15ရက်နေ့နဲ့မေလ16ရက်နေ့တွေမှာစစ်တိုင်းမူးများကိုနေပြည်တော်ကိုခေါ်ယူခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်စစ်ရေးဆိုင်ရာဆက်ဆက်အစည်းအဝေးများကိုလည်းတော့ရှောက်ဆိုးသလိုပြုလုပ်နေတယ်လို့သိရပါဗျ။ ်ပြီးခဲ့တဲ့တပတ်အတွင်းထဲမှာစစ်ရေးဆိုင်ရာအစည်းအဝေးတွေကြီးပဲဇက်တိုက်လုပ်နေပါတယ်စစ်စင်ရေးစီမံချက်တွေကိုဆွဲတယ်လို့လည်းသိရတယ်စစ်ရေးထောက်ဖို့ခဲရန်လက်နက်စစ်ရေးစက်တာဘောင်းစုံဆွေးနွေးမှုတွေရှိနေတယ်စစ်စင်ရေးဦးဆောင်သူတချို့လည်းအပြောင်းလဲရှိနိုင်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကရှင်းပြထားပါတယ်မေလ15ရက်နေ့ကနေဒီကနေ့မေလ16ရက်နေ့အထိကျင်းပပြုလုပ်တဲ့စစ်တမ်းမှုများအစည်းအဝေးမှာလည်းနေနေစိုးမိုးရေးကိစ္စများကိုအဓိကဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ ရုရှားခီးစင်မှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှုအများကိုထောက်ခံတယ်ဆိုတဲ့တရုတ်သမ္မတထံကဂရိကဝတ်ရရှိခဲ့ပြီးတဲ့နောက်နေပြည်တော်စစ်ရေးဆိုင်ရာအစိုးရများမှမင်းအောင်လှိုင်ဟာစစ်စင်ရေးများအတွက်စိတ်အားထက်သန်မှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ပဲခူးတိုင်းတောင်ငုံမြို့ကေတုမဒီလေးတပ်စခန်းအတွင်းထဲကိုတရခုံမမရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဒူးပုံမူကြီးနှောက်ဦးအပါအဝင်10ဦးသေဆုံးသွားပြီးတော့ Jet Fighter 20 Y8 ဒဇီးနဲ့ဂိုးတောင်များထိမှန်ပြစီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမေလ18ရက်နေ့မနက်တနားရီ48မိနစ်အချိန်မှာတောင်ဟုမျိုးကေတုမတိလေးတပ်စခန်းအတွင်းထဲကိုတရခုံမမရှော့တိုက်တုံးစက်တလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးဟာအောင်မြင်စွာကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့လေးတပ်အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ2ဦးနဲ့ဗိုလ်ကြီးအဆင့်ရှိသူ2ဦးလေးအုပ်အပါအဝင်အခြားအဆင့်စစ်သည်6ဦးတို့စုစုပေါင်း10ဦးသေဆုံးသွားတယ်လို့သိရပါဗျာ အိုထိန်ကွင်းရွာစာတင်ကျောင်းကကလေးတို့အတွက်ခြေခွဲခဲ့ရတယ်လို့အခုသူတို့အတွက်ထိထိရောက်ရောက်လက်တုံပြန်နိုင်လို့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျေနပ်ပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အလားတူပဲလေတပ်စစ်သည်ဆန္ဒဦးဒဏ်ရာရရှိထားပြီးတော့အဲ့ဒီဒဏ်ရာရရှိသူတွေကိုစစ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ဒါအပြင် Jet Fighter လေယာဉ်နှစ်စီး Y8 လေယာဉ်တစ်စီးတို့ထိခိုက်ပျက်စီးခဲ့ပြီးတော့လေတပ်အတွင်းထဲမှာရှိတဲ့ Drone ဂိုဒေါင်ရုံလဲမီးလောင်ပျက်စီးသွားကလေတပ်အတွင်းထဲမှာပျက်စီးတဲ့ပုတ်ပြုတ်လုပေးနေတဲ့ရင်တချို့နဲ့လေတပ်အတွင်းထဲမှာရှိတဲ့လေတပ်စစ်သည်များနားနေဆောင်တလုံးလေယာဉ်အပေါ်ပျက်စီးဂိုဒေါင်နှလုံးတို့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF နဲ့ တန်တော်မြောက်ပိုင်းအထုဒေသတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကောင်းကိုလေးတပ်စခန်းဟာစစ်ရာဇဝဲမှုများကျူးလွန်ရမှာအရေးပါတဲ့လေးတပ်တောက်တိုင်တစ်ခုအဖြစ်နဲ့ဖမ်းဆောင်ပေးနေတဲ့အပြင်အခုရပိုင်းအတွင်းမှာတောင်ပိုင်းတော်လိုင်းအင်အားစုများရဲ့တော်လိုင်းလှုပ်ရှားမှုများကိုလည်းလေးချောင်းကနေတရဆက်ဘုံကျဲတိုက်ခိုက်ရမှာအဓိကပါဝင်နေတဲ့လေးတပ်စခန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် BWM ရဲ့ Mission 37အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ မြေပြင်ဆက်ဆင်ရေးများမှာပြည်သူဒေါ်လာရင်အင်အားစုများကိုရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲကြာဆုံးမှုများစွာနဲ့ရင်ဆိုင်လာရတဲ့စစ်ရှုံးကောင်စီဟာလေတပ်ကိုအားကိုးပြီးတော့ဝေဟင်အသားစီးနဲ့ဒေါ်လာရင်အင်အားစုများကိုတံပြန်တိုက်ခိုက်လာရုံမျှမကဒီပဲရင်မျိုးနဲ့အိုးထိန်ကွင်းကြီးရွာစာတင်ကျောင်းကကျောင်းသူကျောင်းသားကလေးငယ်များနဲ့ဆရာဆရာမများကိုဘုံကျဲတက်ဖြတ်မှုအပါအဝင်နိုင်ငံတော်မှာအရက်ပတ်ပြည်သူများကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတပ်ဖြတ်ပြနေခြင်းအပြင်၎င်းရဲ့မတရားလုယူထားတဲ့အာဏာကို ဆက်လက်ပြီးတော့စုတ်ကင်ထားဖို့စ조사နေခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။ရွေးဦးတော်လန်ရေးကြီးကိုအောင်မြင်ဖို့အတွက်စစ်ကောင်စီရဲ့လေဓာတ်ကိုပြိုလဲအောင်လေဓာတ်များတိုက်လေယာဉ်များပိုက်လော့များလေယာဉ်စီဘုံဒီဒဇာတို့ထုတ်လုပ်တဲ့စက်ရုံအပါအဝင်လေဓာတ်ကိုအားဖြစ်ပေးနေတဲ့ထောက်တိုင်မျိုးစုံတို့ကိုဖြိုလဲရန်လန်လန်းမီတဲ့တော်လန်ရေးအင်အားစုများပြည်သူများဘက်ကတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကြိုးပမ်းကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝန်းလုံးကစစ်မှုထမ်းအပတ်စဉ်30တင်တန်းစဉ်တပ်သားတစ်အယောက်800ကျော်ကိုစစ်ကောင်စီကရခိုင်ပြည်ရဲ့ရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ9ရက်နေ့မှာတင်နန်းဆင်းခဲ့တဲ့စစ်မှုထမ်းအပတ်စဉ်30ကတပ်သားတစ်အယောက်800ကျော်ကိုတင်းမောင်းများလေရင်များစစ်ကားများနဲ့ရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူအန်းနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်မြားဘက်ကိုပို့ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းအပတ်စဉ်30ကမေလ9ရက်နေ့ကတင်နန်းဆင်းပြီးတော့မေလ9ရက်နေ့ကစပြီးတော့တပ်သားတစ်စုစုပေါင်းအယောက်800ကျော်ကိုရခိုင်နဲ့ဆက်ဆက်နေတဲ့ရှေ့တိုင်းနေစီကိုပို့လိုက်တယ်လို့ပြောတယ်။တော်တော်များများစစ်တွေနဲ့ကြောက်ဖြူဘက်ကိုအပုတ်ခံလိုက်ရပါတယ်။ တောင်ကိုအမှတ်6တမ်းမြိုက်လေးကျင်ရေးတင်တန်းကြောင်းကတော်တော်များများကတော့ရခိုင်ရှေတန်းကိုအပုတ်ခံလိုက်ရတယ်။ငဖဲတန်းတွေကိုလည်းပို့တာစစ်ဘုတ်တန်းအပတ်စဉ်10တက်သားတက်အယောက်300ကျော်လောက်ပါသွားတယ်။ ပါသွားတဲ့တဲကကျွန်တော်ညီကဖုန်းဆက်ပြီးတော့အသိပေးလာတာပါလို့တောင်ကိုအမတ်ချောင်းလေ့ကျင့်ရေးတင်တန်းချောင်းကအပတ်စဉ်30တင်တန်းစဉ်တက်သားတဲ့တဦးရဲ့အကိုဖြစ်သူကဒရင်ပေးဖို့ပြောကြားထားပါတယ်။ရခိုင်ရှည်တန်းကိုပို့ဆောင်ခံခဲ့ရတဲ့တက်သားတဲ့များကိုစစ်ကောင်စီကကြိုတင်အသိပေးခြင်းမရှိဘဲနဲ့ပို့ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရှည်တန်းနေရာများကိုရောက်ရှိတဲ့အချိန်မှသာရခိုင်အေအေနဲ့တိုက်ရမှာဖြစ်ကြောင်းသိကြရတယ်လို့ပြောပါတယ်။တက်သားတဲ့များကမိဘဆွေမျိုးများထံကိုဆက်သွယ်ရန်အလင်းဝင်နိုင်မဲ့နီလန်းများဖုန်းနံပါတ်များကိုဆက်သွယ်ပေးရန်အသိပေးလာတယ်လို့သိရပါတယ်။ ဖုန်းဆက်ပြီးတော့သူတို့စစ်မတိုက်ချင်ဘူးရှေ့တန်းကိုပို့မှာကိုဘယ်ရှေ့တန်းဆိုတာကိုလည်းအသိမပေးဘူးဟိုရောက်မှာပဲအေးအေးနဲ့တိုက်ရမယ်ဆိုတာကိုသိတယ်လို့ပြောတယ်တော်တော်များများကတော့စစ်မတိုက်ချင်ကြဘူးကို့အိမ်ကိုဘလို့ဆက်သွယ်ပြီးတော့လင်းဝင်ရမလဲနီလန်းရှာဖို့အတွက်အကူအညီတောင်းနေကြတယ်လို့ငဖဲမျိုးနယ်မှာရောက်ရှိနေတယ်စစ်မှုရအပတ်စဉ်10သင်္ဍန်းစင်းတပ်သားတဲ့ရန်ကုန်သားတို့ကပြောဆိုထားပါတယ် စစ်ကောင်စီကစစ်မှုထမ်းတင်တန်းစင်တပ်သားများအားလုံးကိုရှေ့တန်းစင်ကြီးပင်ကိုသာခွဲရန်ချဆေးလွှတ်ခြင်းဖြစ်ပြီးတော့နောက်တန်းလုံခြုံရေးအဖြစ်အသုံးပြုမှုမရှိသလောက်နှဲပါနေတယ်လို့သိရပါဗျ။အခုစစ်မှုထမ်းတင်တန်းစင်များအားလုံးကိုတနိုင်ငံလုံးမှာရှိတဲ့ရှေ့တန်းစင်ကြီးပင်တွေကိုခွဲရန်နဲ့ဆေးလွှတ်နေခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နေပြည်နယ်မဲဆက်မြို့နယ်နဲ့ရှမ်းပြည်နယ်နေဆက်ကဖဲကုံမြို့နယ်တို့မှာငွေလဲလှယ်ရမှာငွေဆက်ကိုအတုတွေအထက်လိုက်ပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလပထမပတ်တုန်းကငွေလဲငွေထုတ်ဆိုင်မှာငွေလွှဲတဲ့သူကငွေကျပ်10သိန်းလဲလှယ်တဲ့အချိန်မှာရှစ်သိန်းကငွေဆက်ကိုအတုတွေဖြစ်နေတာကိုကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ငွေဆက်ကိုအတုထုတ်လုပ်တဲ့သူတွေကလည်းတထောင်နဲ့အတုကိုအဓိကရောနှောပြီးတော့သုံးစွဲနေကြတယ်လို့သိရပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ငွေလွှဲငွေထုတ်ပြုလုပ်သူတယောက်က ်ဝင်းဆက်ကူကိုကြည့်လိုက်တော့တားကြီး A4 ပုံစံမျိုးတာမန်ဆက်ကူလိုပုံစံမျိုးမြင်နေရတယ်ဝင်းဆက်ကူရဲ့တောင်းနေမှာကတတောင်းဆိုတဲ့အခေယာကတေချာကန်ကြည့်လိုက်ရင်အဲ့ဒီစလုံးတွေကမိတူကူးထားတာဖြစ်တဲ့အတွက်အဲ့ဒီစလုံးတွေကဖောင်းကျွမဟုတ်တော့ဘဲကြမ်းကြမ်းလေးဖြတ်မနေတော့ဘူးပြီးတော့ငွေကြိုးမှာကအစ်စ်ဆိုရင်ငွေကြိုးကအပေါ်အောက်မြုပ်ထားတယ် အတုမာကမြုပ်ထားတာမဟုတ်တော့ဘဲနဲ့ copy ကူးထားတဲ့အတွက်အပေါ်ရံပဲပါတယ်ငွေကြိုးကိုခောက်ပြီးတော့တေချာကန်ကြည့်ရင်အတုမာငွေကြိုးမပါဘူးအဲ့ဒီလိုအချက်လက်တွေနဲ့သေသေးချာချာကြည့်ရင်အတုနဲ့အစ်ခွဲလို့ရပါတယ်ဒါပေမဲ့တာမန်ပဲကြည့်လိုက်ရင်တော့စေးသားတွေကအစအကုန်လုံးကလုံးဝအစ်နီးပါးနဲ့တူနေပါတယ်လို့ပြောပြထားပါတယ်အေဘီလာ၄ရက်နေကလည်းမဲဆက်ကငွေလဲလဲတဲ့ဆိုင်မှာငွေဆက်ကိုအတုတွေလဲလဲမိခဲ့တဲ့သူတွေရှိနေပြီးတော့တခြားလူတွေလည်းကြုံတွေ့လာရတဲ့အတွက်သတိထားကြဖို့လိုအပ်နေတယ်လို့သတိပေးထားပါဗျ။ စစ်ဆောင်တဲ့ရဲဘော်တွေကိုဆေးကုပေးနေတဲ့ဆရာဝန်တယောက်ကတော်တော်ကိုစိုးနေတာပါဗျာမတမာလောဘတွေရောဥပမာအယမ်းချမ်းသာတဲ့ဒူရီစီကိုပတ်စံအတုတပေါင်းတသိန်းရောက်သွားတာကကိစ္စမရှိပေမဲ့တနေ့လုံးမှတနေ့ဆားရတဲ့လမ်းမေးဈေးတရီစီကိုအဲ့ဒီပတ်စံအတုတပေါင်းနဲ့တရွက်ရောက်သွားရင်တော့မှသူ့အတွက်ကသွားပြီလေတနေ့လုံးမှတနေ့ဆားရတဲ့ဒူရီစစ်ဆောင်လေးစီအလုတ်လက်မဲ့ဖြစ်နေတဲ့ဒူရီစီဒါတွေရောက်သွားရင်တော့မလွယ်ဘူးလေဗျာဒါကမှန်းကြည့်လို့ကိုရပါတယ် ဝိုင်းဝန်းပြီးတော့တိုက်ဖြတ်ရမှာပေါ့ဗျာပြီးတော့ငွေရည်တဲ့အခါငွေယူတဲ့အခါကျရင်လဲသေချာလေးရေးတွက်ပြီးတော့ယူကြဖို့ပေါ့တကယ်ငွေအတုထုတ်လုပ်နေတဲ့နေရာတွေကိုတွေ့ရင်လဲတရင်ရတာနဲ့ပိတ်ဆို့ပြီးတော့ဖမ်းဆီးကြဖို့ပြောချင်ပါတယ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းငွေအတုလဲလှယ်ရေး page တွေအကောင့်တွေရှိနေပြီးတော့ငွေအတုနဲ့အစ်စ်ကိုဆဲစားတဆနှုံးနဲ့လဲလှယ်နိုင်တယ်လို့ကြေညာထားတာကိုတွေ့ရပါတယ်ငွေဆက်ကိုအတုတွေကိုလည်းအမျိုးမျိုးအနေနဲ့ကလူတွေကမှားယူနေတဲ့အတွက်ဂျက်ဖာတွေနဲ့ထုတ်ပြီးတော့ပို့ဆောင်နေရတဲ့ပုံတွေကိုလည်းတင်ထားကြပါမိမယ် တကယ်ပဲငွေအတုကိုရောင်းပေးနေတာလားဆိုတာကတော့အတိမပြုတ်နိုင်သေးပါဘူးငွေဆက်ကူအတုတွေကိုစစ်ပေးဆောင်တဲ့ဒေတာကန်နေစီကိုမရောက်စေဖို့အတွက်ငွေသားယူတဲ့အချိန်မှာသတိထားစစ်ဆေးကြဖို့လိုအပ်ပြီးတော့အတုတွေတွေ့ခဲ့လို့ရှိရင်လည်းတပ်ဆိုင်ရာအဖွဲ့စည်းတွေကကန့်တွဲဖြေရှင်းပေးဖို့လိုအပ်တယ်လို့ပြည်သူအချင်းချင်းသတိပေးနေကြကြောင်းတင်ပြရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့မှာတာဝန်ကျနေတဲ့စစ်သား၂ဦးနဲ့ရဲတအုပ်တို့ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ15ရက်နေ့ကနေ18ရက်နေ့အထိဟာခါမြို့ပေါ်မှာတာဝန်ကျနေတဲ့စစ်သား2ဦးနဲ့ရဲတအုပ်တို့ဟာစစ်ကောင်စီကိုဆန့်ကျင်ပြီးတော့ပြည်သူတော်လှန်ရေးကိုပူးပေါင်းပါဝင်ကြရန်၎င်းတို့ကင်ဆောင်ထားတဲ့လက်နက်ခဲယမ်းများနဲ့အတူချင်းလန်းဒက်ဖ ens ဖို့ဟာခါထံကိုအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဒူတွေကိုချင်းလန်းဒက်ဖ ens ဖို့ဟာခါကနှွေးထွေးစွာကြိုးဆိုပြီးတော့ငွေသားစုချင်းငွေများချင်းမြင့်တဲ့အပြင်လုံခြုံတဲ့နေရာကိုရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးထားတယ်လို့သိရပါဗါးစစ်ကောင်စီလက်အောက်ကနေရုံးထွက်ပြီးတော့ပြည်သူရင်ဝင်ဘက်ကိုဗတ်ပြောင်းကျေသူမ များကိုအမြဲတမ်းကြိုဆိုကြောင်းနဲ့လုံခြုံတဲ့နေရာကိုရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးမှာဖြစ်တယ်လို့ချင်းလန်ဒက်ဖ ens ဖို့စ်ဟာခါကဖိတ်ခေါ်ထားပါတယ်။ဒါ့အပြင်မေလ15ရက်နေ့ကဟာခါမြို့မှာတာဝန်ချနေတဲ့စစ်သားတအုပ်ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ချင်းလန်ဒက်ဖ ens ဖို့စ်ဟာခါကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ